ကဲမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်မှာဘာပြောမလဲဆိုရင် function definition ကိုပဲဆက်သွားတယ်ဟုတ်လားအရင်ခေါက်ကရိုးရိုးလေးပဲ function name လေးနဲ့ df keyword နဲ့ function name လေးနဲ့ presentation နဲ့ full column နဲ့ပြီး inhalation ဟုတ်လားအဲသူရဲ့ဒီဘက်နဲ့ဒီဘက်အခြားညီညီလေးနဲ့ function block ကိုဘာလုပ်ခဲ့ရလဲ funny ခဲ့ Okay ဒီတစ်ခေါက်ဆက်သွားမယ်ဆက်သွားရင်လည်းနည်းနည်းလေးပြောမယ်ပဲရှင်းတော့ကျွန်တော်တို့ကြုပ်ကြော်တဲ့ပုံစံလေးနဲ့တော့ဥမာပေးခဲ့အခုလည်းလိုပဲကြုပ်ကြော်တယ်အဲ့လိုဆုံးကြပဲနော်ကြုပ်ခွင်းမယ်အဲ့တော့ sorry deo စေးမယ်တဲ့ဟိုမိဖို့ပေါ်တင်မယ်ပြီးရင်ကျွန်တော်တို့စီထည့်မယ်စီကြင်ကျုပ် sorry စီထည့်နေအောင်ကျုပ်ခွဲမယ်အဲဟုတ်တယ်နော် why စီကြက်နေတော့အမ် program ညက်ပြောမယ်ဆိုကျုပ်ခွဲပြီးတော့ cloud ထားမယ်စီကြက်စီစီတယ်နေတော့ပေါ့နော်စီကြက်တိုင်းနဲ့ထည့်ပြီးတော့ငွေလိုက်မယ်ပြီးရင်အောက်ကချောင်းအပေါ်လှန်လိုက်မယ်ဒါသည် function လို့ဆိုချင်အဲ့ဒီမှာတစ်ချက်ကြည့်ကျုပ်ကြော်တဲ့အချိန်မှာဘာလို့လဲ deo လို့လဲကျုပ်လို့လဲ zone လို့လဲ see လို့လဲပါဝင်ပစ္စည်းလေး deo လို့လဲကျုပ်လို့လဲ zone လို့လဲ see လို့လဲအဲ့အားတွေကကျွန်တော်တို့ကဒီလို function ထဲမှာလုံးဆောင်ချက်ထဲမှာတစ်ခါတည်းရှိနေခဲ့တာမရှိဘူးမရှိဘူးဆိုရင်တော့လှမ်းပြီးတော့ထည့်ပေးလို့ရတယ်ဟုတ်လားအခုလဲလို့ပဲ programming မှာလဲဒီ function definition မှာ present this is လေးရယ်ဘာတွေထည့်ပေးရတယ်လဲ present this ကအလကားပြင်းလို့ထည့်တာမဟုတ်လောက်အောင်ထည့်တာမဟုတ်ဘူးဘာထည့်တာလဲဆိုရင် parameter တွေထည့်ပေးရတယ် parameter ဆိုတော့လိုရတဲ့အစိပ်ပိုင်းလေးဥပမာကျွန်တော်တို့ကျွန်တော်တို့ function က calculate area area ကိုတက်မယ်ဆိုရင်အလျားနဲ့နန်းနဲ့မျှောက်တာမဟုတ်လားအဲအခုလဲလို့ပဲအနန်းနဲ့အမြင့်နဲ့အနန်းနဲ့ area ကိုတက်မယ်အလျားနဲ့နန်းနဲ့မျှောက်လို့ဆိုရင် လိုရတဲ့အလျားနဲ့အနံအလျားဘယ်လောက်ရှိပါလဲအနံဘယ်လောက်ဘယ်လိုရှိပါလဲဆိုတော့ကျွန်တော်ထည့်ပေးလို့ရအောင်ကျွန်တော်မလုပ်တာလေပါရာမီတာဆိုတဲ့ present density ကိုကျွန်တော်ထည့်ပြီးတော့သုံးလို့ရတယ်โอเคအဲ့ဒါဆိုကျွန်တော်တို့ပါရာမီတာအကြောင်းလေးသွားမယ် function ပြီးရင်တော့ပါရာမီတာအကြောင်းလေးသွားပြီးပါရာမီတာအကြောင်းလေး topic လေးတွေပါလို့ပါရာမီတာဘယ်လိုထည့်မှာလဲဟုတ်လားပါရာမီတာဘယ်လိုထည့် argument ဘယ်လိုသုံးချမှာလဲကြည့်မယ်စားလိုက်ကြစို့โอเคအဲ့တော့ find any find new find save မယ် find save controller snake လေးရကျွန်တော်မောင်းနေတက်တက်တင်းတက်တက်သွားပြန်နော် ညာလည်းမျက်စိရှင်းရှင်းလာတာဘာမှဖြစ်ဘူးဒီတော့ sorry python နဲ့ဝင်မယ် python အဲကျွန်တော်ဘာလို့ပြောလဲ pi ပါတန်းလို့ပြလိုက်တယ်ပါတန်းတော့ pi ရှိပြီးသားလေရတယ်ပြန်ပြီး overline လုပ်လိုက်မယ်နော်ကျွန်တော် okay ရပြီဒီမှာ python dot pi ဆိုတော့တို့ python file လေ dot pi file လေရပြီဒီကောင်ခေါက်တာကောင်ခေါက်တယ်ကြည့်မယ်ကြောင်းကြောင်း df ဟုတ်နော် df ဆိုတော့ဖောင်လေးတစ်ဖောင်လုပ်မယ်ဗျာနော်တို့ဟို ကွန်ပျူတာတင်လဲခေါ်ဖို့တော့စင်းလင်းကောင်းလိုက်မယ်ဗျာသူပါဘာ OS သုံးတယ်သူကွန်ပျူတာဘာဘာ Windows လား Apple လားဟုတ်နော် OS ပြီးမယ်သူပါ language သုံးတယ်ပြီးရင်သူနာမည်ဘယ်လိုလဲအဲဒီသုံးခုတော့ကျွန်တော်ကောက်တဲ့ပုံစံလေးလောပါနော်အဲ DF ကိုကြတဲ့နာမည်ပြီးအဲ MK Mate FOR Phone ကျွန်တော် Mate Phone လို့ပြီးလိုက်ဟောဒါပါနေနော် function name ဟုတ်ပြီ present this is ဟုတ်ပြီဒါ method signature ရောက်တခါလဲခြာရည်လာအဲပြီးရင်တော့ဒီကွန်းစာကွန်ပိတ်တယ်ကဲကျွန်တော်တို့ phone လို့ဖို့တယ်ဘာလို့လဲကျွန်တော်ပြောပြသားခုန name လို့တယ် user လို့ပြီးလိုက်မယ် US parameter ထဲရနော်။ yeah user keyword ပဲတဲ့။ user ဆိုတော့ကျွန်တော်တို့ပါနော်။ variable name ဒီ parameter တွေကဘာတွေမလဲ။ variable name တွေ။ဟုတ်လား user ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာ Python မှာက data type ကအာ dynamic scale ဆိုတော့ကျွန်တော်တို့တခြား language ဆိုတော့ကျွန်တော်တို့ဒီထဲမှာ user ဆို string လားရှေ့မှာလုတ်ပြအောင်မှာ int လား int ဆို int လုတ်ပြရတဲ့ဒီမှာတော့လုတ်เสียရမလို့ဘူးဟုတ်မလားမလို့ဘူး user အပြင်တော့ user ဆိုတဲ့ keyword ထည့်မယ်နောက်တော့ဘာထည့်အောင်လဲဆိုရင် language alien g လို့ပဲပေးလိုက်ရ common ခံပြီးထည့်လို့ရတယ်တကူတည်းလည်းထည့်လို့ရတယ်ကျွန်တော်တကူတည်းတော့နူနာပြအောင်တခါလေးပြလိုက်အများကြီးထည့်လို့ရတယ်ပြအောင် SYS super system တော့ကျွန်တော်အဲဒီ၃ခုကိုကျွန်တော်ကောက်ချင်ကောက်ချင်တယ်ဆို order ကောက်တာပြအောင်ပါဟုတ်လား okay ကြည့်မယ်အဲဒါဆိုတော့ကောက်တဲ့ဟာကို PR ဟန်ဒီ print နဲ့ဆိုဟာ print function မှာဝယ်ကျွန်တော်တို့ building ပါတယ် print function မှာဝယ်ကြည့်လိုက် control space နေလိုက်တယ်သူထည့်ရမယ့်ဟာပြ value တွေ့လားတန်ဖိုးတွေကို comma ခံပြီးတော့ထည့်ဒါမှမဟုတ် sub ဆိုတဲ့ပုံစံနေ sorry self ကတခုခုခြားကျင်တယ်ဆိုလို့ပြီးရင်တို့ parameter တွေထဲမှာခြားပြီးရင်တို့ m ဆိုတဲ့ဘာနဲ့ best life ခံရင်ခံကြတယ်လို့ find equal to sys.n ကြတာလို့လို့ရတယ်ဆိုတော့ဒါအချင်းမျိုးလေးပြောလိုက်တာနော်ဒါ control space ကျွန်တော်ကြုံလို့နှိပ်ကြတယ်ဟုတ်ရတယ်ဒီမှာကျွန်တော်ဘာထုတ်လဲ use e use e user comma blend ကြ lan ဟုတ် user နဲ့ blend ကိုပြန်ထုတ်မှာပဲဒီ lan နေဘာတွေကဘယ်ကလာမှာလဲစဉ် sys ဟုတ် okay ဒါပဲ definition ပဲဟုတ်ပြီနော်ကဲကြည့်မယ်ကျွန်တော် definition ကို function definition လို့လိုက်တာဒီဟိုကျွန်တော်ပြန်ခေါ်သုံးတယ်ဆိုဒီ parameter ကိုကျွန်တော်ဘာလုပ်လဲထည့်ပြန် okay အန်ဒါခေါ်ဟုတ်လားပိုင် function ကိစ္စပြီးကျင်တယ်ဆိုနောက်ပြန်ခေါ်ပြန်သုံးမယ်ပြန်သုံးမယ်တော့ make function sorry make form okay make form ဆိုပြီးတော့ကျွန်တော်ဒီတိုင်း parameter ထည့်လာတာဖြစ်တော့ control structure နဲ့ make form ဆိုပြီးတော့ method တွေတခုလောက်ထားတယ်ပြီးရင် make form ဆိုပြီးတော့အဲ့ဒီ function လို့ကျွန်တော်တို့ sorry method မဟုတ်လို့ function function name ကိုခေါ်ပြီးတော့ကျွန်တော်ပြန်သုံးတယ် run ကြည့်မယ် parameter မထည့်ဘဲနဲ့ဒီမှာတော့ parameter ဘယ်လိုခုတောင်းတာလဲသုံးခုတောင်းတာလဲကျွန်တော်ကမပါဘဲနဲ့ run ကြည့်မယ်ထည့်ပြန်မှာမထည့်လို့မရအောင် okay run module okay error တဲ့ဒါပဲဖြစ်လို့လေ3 3 require ရတဲ့ position and argument ဟာဟောသူကဒီနောက်ကိုじゃဘာလို့ခေါ်လဲ argument လို့ခေါ်တယ်ကျွန်တော်တို့ရှေ့မှာထည့်စ function definition လုပ်ခဲ့တဲ့အချိန်မှာじゃသူကဘာလို့ခေါ်လဲဆို parameter လို့ဒီ define လုပ်နေတဲ့အချိန်ကို parameter လို့ခေါ်ပြီးတော့ပြန်ခေါ်ဆုံးတဲ့အချိန်မှာ argument position နဲ့ argument ဆိုတာပြောနော် position နဲ့ argument ကြည့်မယ်ဒါဆိုကျွန်တော်ထည့်ပေးတော့မယ် user ကိုကျွန်တော်ဗာထည့်လိုက်မယ် champ လို့ထည့် okay language ကိုကျွန်တော်ဗာထည့်မယ်နော် python နှလုံးနဲ့ထည့်တယ် double quotation နဲ့ထည့်တယ် single quotation နဲ့ကြိုက်တယ်လို့ထည့် p1 tho python ဟုတ်ပြီကျွန်တော် python သုံးတာပါပြီးရင် sys ကိုကျွန်တော်ဗာထည့်မယ်လေ data type ကကြိုက်တာထည့်လို့ရနော်1 2 3တွေထည့်တယ်ဘာလို့လဲ python က dynamic type ဖြစ်တယ်ဒါပေမဲ့အဲ့ dynamic type ရ3ထားရမှာ ပေါင်းနဲ့နှုတ်နဲ့မြောက်နဲ့စားတဲ့အချိန်မှာ time bug ပေါ့ဟုတ်လား string နဲ့သွားပေါင်းတာဖြစ်ကုန်အဲ့လိုဖြစ်ကုန် SYS ကိုရင်တော့ window ပေါ့ DOW window အာ window OS ကိုသုံးတာမှာ contrast channel run 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 module ဩတွေ့လားချမ်းပိုင်းတော့ window ဟာတွေ့လား you are တော့ကိုစာလေးတော့လှကျင်တော့ဒီနောက်မှာစာလေးနေနေလေးရှွိုင်းလောင်းပေါ့ဗျာ sorry ဒီ file နဲ့မှာအာဒီနောက်မှာဒါကျွန်တော် data တိုင်းတစ်ခါထည့်လိုက်တော့နောက်မှာတော့ user ဆို user တစ်ခါထည့် အနံပါတ်လေးထွက်လာအောင် user equal to user equal to chan language equal to bind to window os equal to window အဲ့လိုလုပ်လို့ရသေးတယ်ဟုတ်ကဲ့ဒါကျွန်တော်တို့ function ပါလို့လဲလေ parameter လေးထည့်လိုက်တယ်ဟုတ်ကဲ့ function ပါထည့်ပြီးကြော်ညာတော့ parameter လေးထည့်ပြီး define လုပ်ပြီးတော့ပြန်တော့ဒါကျွန်တော်တို့ဒါလိုတယ်နော်ကျွန်တော် number ပေါင်းမယ်ဆိုရင် i s s နဲ့ဆိုပြီးဒီနံပါတ် number တစ်ခုပေါင်း value 3နဲ့ပေါင်းပြီးတော့ random ပြန်ထုတ်အဲ့ဒီပုံစံလား okay ဟုတ်ကဲ့နော်ခဏတစ်ခုကျွန်တော်ထပ်သွားလုံးမယ် ပါရာမီတာကဒီလိုပဲထည့်လို့ရတာလားတခါလည်းပြောလိုက်တော့မယ်နော်ပါရာမီတာဒီလိုပဲထည့်လို့ရ No အများကြီးမျိုးစုံထည့်လို့ရပါရာမီတာထည့်တာကတော့ဒီ variable name နဲ့ထည့်ရတယ်ပါရာမီတာဒီမှာဘယ်နှခုထည့်လိုက်လဲ3ခုထည့်လိုက်တယ်ပါရာမီတာ3ခုထည့်လိုက်တယ် argument ကိုဒီမှာသုံးတယ်ကဲနောက်တစ်ခုကျွန်တော်စမ်းကြည့်မယ်ခုနကကျွန်တော်ကဒီ make function ကိုပါရာမီတာမပါပဲခေါ်ပြီးတော့ run line တော့ဘာဖြစ်သွားလဲ error တက်သွားတယ်ဟုတ်လား opposition နဲ့ argument 3ခုလိုတယ်လို့ပြောတယ်ဟုတ်ပြီဒီတစ်ခါမှကျအဲ့လိုမလိုအောင် ဲ့လိုမဖြစ်အောင်ဒီမိတ်ဖောင်ဘာရှင်ပြောင်းကြားရတာပြင်ဟောကော်ပီကူးနောက်လည်းနော်ရောပွီဟုတ်ပြီဘာရှင်ပြောင်းပြီးတော့အော်ဒီနားမှာတော့ default တန်ဖိုးထည့်လို့ရ equal sign နဲ့နော်ဒီ variable name နဲ့တော့ဘာနဲ့ equal sign နဲ့ကြိုက်တာထည့်တာကြိုက်တာထည့်တာကြိုက်တာထည့်တာဟုတ်လား language ကိုလည်းဒီနားမှာတခါလေ default value ထည့်ထားလို့ရဒီမှာပိုင်းတော့ဒီ one dear sorry 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 ပိုင်းဆုံးဟုတ်ပြီ SYS ကိုလည်းတော့ default value တွေကိုထည့်နိုင်ပါကျိုးကျေးဇူးရှိတယ်နည်းနည်းလေး easy ပဲကူတာပေါ့ရောင်းပြီးတော့ parameter မထည့်ဖြစ်လဲအဲ app ပေါ့ MAC MAC လို့ပြောပြ Okay contrast channel ပြန်ခေါ်ကြည့်မယ် Okay ပြန်ခေါ်ကြည့်မယ် KE make sorry နာမည်2နေတယ်နာမည်2မှတ်သားမရှိအောင် make form 2လို့ရောင်းပေးလိုက်ဒါပေမဲ့ make form 2 Okay ပြန် comment contrast channel ရအဲ့ဒါမတက်စရာဘာဖြစ်လို့လဲ data ပေါ်ဒါချင်းဟိုအပေါ်အဲ့တိုင်းလေဒါပဲကြည့်ဒီတိုင်းပဲပြန်လာဘာဖြစ်လို့ default value တိုင်းထွက်လာကဲ default value ကိုကျွန်တော် override လုပ်ပြီးထည့်ဟုတ်ပြီ main form 2တွေရတော့ SYS လေးကိုပဲကွက်ထည့်ဒါဒီ SYS အဲ့ဒါတော့ကျွန်တော်ဟိုနဲ့ default value ကိုဟိုဒီမှာ MAC နေအောင်ကျွန်တော် window window ဆိုပြီးထည့်တယ် control s ချန်လေးပြန် run တွေ့လား override လုပ်ရတဲ့သူဘာဖြစ်သွားလဲပြပါတွေ့လား windows ဆိုပြပါ override လုပ်ရတယ်အဲ့ဒီလိုကျွန်တော်တို့ထည့်လို့ရတယ်အဲ့ဒါလေးကိုကျွန်တော်တို့မှတ်ထားပေး parameter ကိုကျွန်တော်တို့ argument ကို default value ထည့်လို့ရတယ်ဆိုတော့မှတ်ထားပေးโอเคမလား okay thank you ပြန်ကျွန်တော်နောက်တစ်ခါဒီ argument ထည့်တိုင်းလို့ထပ်ပါအောင်